ပန်းပွင့်လေးလုပ်ဖို့ပွင့်ဖက်လေးတွေပါပွင့်ဖက်လေးတွေကအရွယ်ကလည်းအမျိုးမျိုးရှိတယ်ဒီဇိုင်းလေးတွေကလည်းအမျိုးမျိုးဒါပေမဲ့ပန်းကတော့တပွင့်နှဲမှာပဲဒီပွင့်ဖက်လေးမျိုးအကုန်လုံးလုပ်မှာပါတကယ်တဘာဝပန်းပွင့်လေးတွေမှာဆိုလို့ရှိရင်လည်းပွင့်ဖက်လေးတွေကတရွတ်နဲ့တရွတ်ကမတူကြဘူးလေနော်အခုဆိုလို့ရှိရင်ဒါက secret ပိုးလေးကိုညက်ပြီးတော့ဒါဒီမှာဒါ ချုပ်စာရှိသေးတာပေါ့နော်ဒီလိုမျိုးချက်ကူကတ်ထုပေါ်မှာဒီပွန့်ဖက်လေးကိုဆွဲမယ်ကိုလိုချင်တဲ့အရွယ်လေးပေါ့အခုဒီပွန့်ဖက်လေးရဆိုလို့ရှိရင်ဒါကနှစ်လက်မခွဲအကျံဒီလိုပါဒါကနှစ်လက်မရှိတယ်နော်အဲ့ဒါလေးကိုချက်ကူလေးမှာ၄ရောင်လေးဆွဲဆွဲပြီးလို့ရှိရင်ဒီလိုလေး လိုက်ဆွဲဆက်ပြီးလို့ရှိရင်ဒါကတော့အကျံဒီကနှစ်ခွဲအကျံဒီကနေနှစ်လက်မှအကျယ်ဆိုတော့ဒီမှာဒီဘက်က၄စိဒီဘက်က၄စိထုတ်ထားပို့မယ်ဆိုရင်ဒါက၃လက်မှအကျယ်ဒါကနှစ်ခွဲဆိုရင်၃ခွဲအကျယ်ဒါလေးကိုဒီလိုမျိုးလေးဆွဲမယ်ဆွဲပြီးလို့ရှိရင်ကတ်ထုဆက်ကူလေးမှာပြည့်ဒီချုပ်စာလေးပို့မယ်ချုပ်စာလေးပို့ပြီးလို့ရှိရင် ဒီကိုချုပ်ချင်တဲ့နေရာလေးကိုခဲတံနဲ့လိုက်ဆွဲဆွဲပြီးတော့ချုပ်မယ်ဒီအောက်ကလေးမှာအပေါက်ကလေးထားပြီးတော့လှန်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီရွယ်ပွင့်ဖက်လေးဒါကတူတဲ့နည်းနည်းသေးမယ်နော်ဒါကလည်းတူတဲ့နည်းနည်းပိုသေးမယ်ဒါတူတဲ့နည်းနည်းသေးမယ်ဒါဆိုလို့ရှိရင်နည်းနည်းထပ်သေးလိုက်မယ်နည်းနည်းဆိုတာ၄စိတ်လောက်စီလောက်သေးလိုက်တာပေါ့နော်ပြီးတော့ဒါကကြတော့အသေးပုံညောင်ရွက်ပုံလေးနော်ဒီလိုမျိုးလေးဆွဲမယ်ဆွဲပြီးလို့ရှိရင်ဒါဆိုရင်ဘယ်လောက်ရှိမလဲဆိုရင် ဒါကနှစ်လက်မမပြည့်နှစ်လက်မနော်အချိုင်လေးနဲ့ပါအချိုင်လေးဆိုတော့အချိုင်လေးရှိနေလို့နှစ်လက်မကိုနှစ်စိတ်ယော်နေတာဒါကနှစ်လက်မဒီလိုကကြတော့တစ်ခွဲနော်အဲ့တော့ဒီဥစ္စာလေးကိုစက်ကူမှာအရင်ဆုံး၄တောင်လေးဆွဲမှာကတစ်ခွဲဆိုရင်နှစ်ခွဲဒီကနှစ်လက်မဆိုရင်သုံးလက်မဒီလို နှစ်ခွဲနဲ့သုံးလက်မှဒီလိုသုံးဒီလိုအရှိသုံးလက်မှဒီလိုနှစ်ခွဲနဲ့လေးတောင်လေးဆွဲဆွဲပြီးလို့ရှိရင်ခဲရံလေးနဲ့ဒီလိုကိုယ်စိတ်တိုင်းကြဝိုင်းဝိုင်းလေးဆွဲဆွဲပြီးလို့ရှိရင်ညှက်လိုက်မယ်ပြီးလို့ရှိရင်ခဲရံလေးနဲ့လိုက်ပြီးတော့ဆွဲမယ်ချုပ်ဖို့အတွက်เนาะဒီ နော် secret ပိုးပေါ်မှာတင်မယ်တင်ပြီးတော့မှခရံလေးနဲ့လိုက်ပြီးတော့ဆွဲနော်ဆွဲလိုက်လို့ရှိရင်ဒီလိုပုံစံမျိုးချုပ်ချုပ်ပြီးရင်လှန်လိုက်ရင်ဒီလိုပုံစံမျိုးလေးဖြစ်သွားပြီဒီပေါ်မှာဒါ secret လေးလေးထိုးလိုက်တာထိုးပြီးလို့ရှိရင်ဒီဘေးနာအနာကွက်ကလေးကကြတော့ဒါလေးတွေနဲ့နော်အဲ့ဒါလေးတွေနဲ့အနာကွက်ထားလိုက်တာနော်ကွက်ထားပြီးတော့ဒါလေးတွေကဒါက1 2 3 4 5ခုဒါကကြတော့1 2 3 လေးခုအားလုံး၉ခုရှိတယ်ဒါကိုပန်းလုပ်မယ်နော်ဒီပွင့်ဖက်လေးတွေကိုဒီအောက်ကနေဒီလိုမျိုးလေးနော်အဲ့လိုမျိုးလေးစုပြီးတော့ဒီလိုမျိုးလုံလိုက်မယ်ဒီလိုမျိုးလေးနော်အောက်ကလေးကိုဒီလိုမျိုးလေးအဲ့ဒါမျိုးပွင့်ချက်အကုန်လုံးကိုလုံလိုက်မယ်နော် ခုဆိုရင်ပွင့်ဖက်လေးတွေအကုန်လုံးကိုဖင်မီလေးတွေစုပြီးတော့ချုပ်ပြီးသွားပါပြီ။ပထမဆုံးအသေးဆုံးပွင့်ဖက်လေးကိုယူမယ်။ယူပြီးလို့ရှိရင်သူ့တဲ့နည်းနည်းလေးကြည့်တာလေးနဲ့ဘေးကျင်ကတ်ဒီလိုလေးတဝက်လောက်ထပ်လိုက်မယ်နော်။ဒီနေရာလေးမှာတဝက်လောက်ထပ်လိုက်မယ်။ထပ်ပြီးလို့ရှိရင် အန်နဲ့တွဲမယ်တွဲမယ်ခိုင်အောင်လို့ဒီလိုလေးပတ်ပြီးတော့တင်းရအောင်လို့တင်းပြီးတော့ငြိမ်သွားအောင်လို့ဒီလိုလေးတောက်လိုက်မယ်ပြီးလို့ရှိရင်နောက်တစ်ခုကဒီလိုမျိုးလေးပဲဟာဒီလိုလေးနည်းနည်းလေးထပ်လိုက်မယ် က်ပြီးရင်နောက်ထပ်ပွင့်ဖက်တစ်ခုကိုလည်းဒီလိုမျိုးလေးเนาะဒီပွင့်ဖက်လေးတွေကဒီလိုအောက်ကလေးတွေကအသေးပုံလေးတွေကိုအလဲမှာထားမယ်เนาะပွင့်ဖက်အဝိုင်းတွေကြတော့အပြင်မှာထားမယ်အဲ့တော့ဒီဟာလေးကိုဒီလိုမျိုးလာလို့လည်းရမှာ ပြီးတော့ဒီမှာဖတ်အဝိုင်းလေးနေအလဲလေးကိုအလဲလေးကပုံထလေးကအငုံလေးဖြစ်ချင်လို့နော်အလဲလေးကိုချိုးချထားလိုက်ပြီးနာကြတော့အကွယ်လေးဟုတ်တယ် ားလေးကိုဒီလိုမျိုးလေးရှစ်ပြီးတော့ချုပ်ထားတာကချုပ်လိုက်တာကဒါတုတ်သေးလို့ခေါ်တယ်အဲ့ဒါကကြတော့ဘာဖြစ်လို့ဒီလိုလုပ်လိုက်တာလဲဆိုတော့ဒီဟာလေးကိုခိုင်အောင်လို့ခိုင်အောင်လို့ဆိုညင်သွားအောင်လို့ပေါ့နော်နှမို့ဆိုလို့ရှိရင်ကိုလိုချင်တဲ့နေရာမှာမနေမှာမနေမှာဆိုလို့နော်ကိုလိုချင်တဲ့နေရာမှာမနေမှာဆိုလို့ကိုလိုချင်တဲ့နေရာမှာမနေလို့ရှိရင်ပန်းလေးကပုံကိုဖြစ်ချင်တဲ့ပုံမဖြစ်ဘူးပေါ့နော် လေးကတော့ဖူးလေးနော်အငုံလေးဖြစ်လာပြီပြီးတော့ဒီလိုလေးနည်းနည်းလေးထပ်လာ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 ကိုအလိုကြည့်ရမလားမလာရင်ပြန်ရတယ်ဟုတ် လေးကိုလည်းညင်အောင်လို့တုတ်တုတ်ထားမယ် ရင်ဒါပန်းဖူးလေးဖြစ်သွားပြီเนาะအောက်ဖက်ကဒီလိုမျိုးလေးเนาะအောက်ဖက်မှာဆုစုလေးနဲ့ဒီလိုမျိုးဖြစ်သွားပြီဒီပန်းလေးอ่ะငုံငုံလေးကိုကဒါလေးကိုเนาะဒီလိုကကလေးဖြစ်ချင်းလက်ကလေးနဲ့ဒီလိုလေးเนาะအဲအဲ့လိုလေးဒါဆိုရင်လှသွားပြီเนาะဒီလိုလေးဒါကိုအင်းဒီမှာတက်တဲ့အခါကျတော့ဒီနေရာလေးနဲ့တွဲမယ်ပြီးရင်ဒီအရွက်ကလေးနဲ့ဒီအရွက်ကလေးနဲ့လည်းထိန်းထားလိုက်မယ် เนาะใส่ซะก่อนมาဒီကဲလို့ဒီဥစားလေးကိုကောင်းမှာပန်နဲ့ပန်လေးလုပ်မယ်ဆိုလို့ရှိရင်လည်းဒီအောက်ကလေးမှာထိုးတဲ့ကလစ်ကလေးတက်လာရင်ဒါကောင်းမှာပန်လို့ရပြီဒီကွာကလစ်ကလေးကိုဒီနောက်လေးမှာကတ်ချုပ်လိုက်မယ်ကတ်ချုပ်လိုက်မယ်ဆိုရင်စရုံးမှာထိုးဖို့အဆင်သင့်ပဲဖြစ်သွားပြီเนาะ င်ညာကလေးနဲ့ပတ်တာဆိုရင်ဒါကောင်းမှထိုးပြီးတော့ပန်ဖို့ပန်းပွင့်လေးရပါပြီ။